ငါနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ10ရက်နေ့နေ့ခုနှစ်ရက်နေ့တော်တွင်ကာလဟာကောင်းသောကံကြမ္မာရှိတယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆောင်စည်းမယ်ခီးကိစ္စဂျန်စီအောင်မြင်မယ်ရတ္တနဲ့လူတွေပြန်လည်စတင်နိုင်တယ်ပြိနေတဲ့လမ်းကြောင်းတွေကိုပြန်ပွက်မယ်ကာလရှိချက်ခက်ခဲနေတဲ့ကိစ္စတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ဥတီချက်တဲ့လောကရာမှာ ထူးခြားသောအတုတက်မှုကိုရမယ်အမျိုးသမီးမိတ်ဆွေကြည်ကဲဒုထမကူညီရမယ်မေတ္တာရေရကံကောင်းမယ်စမ်းပွင့်မယ်ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ တရက်နေ့ဟာအရာရာဆင်ပြေသောနေသားနဲ့တွေ့တဲ့တဲ့ကံပွဲမယ်။နေ့ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်။မတော်တဆထိခိုက်မှန်တဲ့ကူးဆက်ရမယ်။တောင်ရက်ကိုတီသွားစရာနဲ့ဖြစ်တတ်တယ်။နေ့စရနိုင်တဲ့တန်တိုင်းခွဲကြအသွာလာကူးဆက်ရမယ်။သုံးရက်နေ့ကတော့ငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းအရာရာဆင်ပြေခြင်းကိုကြောင်းမယ်။လေးရက်နေ့မှာရန်နောက်ဆက်တင်နဲ့ထိတိုက်တွေ့မယ်။အတိုက်ခံများမယ်မှန်းနာနဲ့လက်တွေ့ကဟာ။၅ရက်နေ့ကတော့ အရာရာကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံခြေနေတဲ့ဘဝရည်မှန်းချက်စစ်တွေအောင်မြင်မယ်။၆ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။သွန်လင်ကစားအဲ့ဒီနေ့မှာမတော်တဆအညစ်ဖြစ်တတ်တဲ့ယူဆက်ပဲခန့်ရံဖြစ်မှုကိုလည်းရှောင်မှာအဲ့ဒီမှာလဲတာပြူတာဆက်ဖြစ်ရင်အညစ်ကြီးတတ်တယ်။အသွမ်းလာနေထိုင်ကိုလည်းယူဆက်ရမှာပေါ့။အရှိမောက်ရက်ကိုတည်သွားစရာညစ်ရှိတတ်တယ်။မနေ့၄နိုင်ခွဲနဲ့၆နိုင်အတွင်းမနေ့စောစောလမ်းလျှောက်သူတွေသွားလာအဲ့ဒီမှာယူဆက် ညနေ၄နာရီခွဲနဲ့၆နာရီကြာမှလည်းအသွမ်းလာနေတဲ့ဂျူးဆိုက်ပေးရမယ်။ခုနှစ်နှစ်မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ဆင်ပြေခြင်းတွေရှိပြီးတော့အရာရာဆင်ပြေသွားမယ်။ဒီကာလအတော်တွေမှာတင်းလာနေရင်ကနေစောက်ချာနေမွေးစုတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးစုတွေဒုက္ခပေးတတ်တယ်။သူတို့နဲ့ပတ်သက်လို့စိတ်နှောင့်ဆက်တိဖြစ်တတ်တယ်။၆၄၅ကနေနေချိုးပေးပါလေအပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သွန်ဆွဲပြီးလူရှိရာကိစ္စ ဆောင်ရွက်ပါပန်းရောင်နှင်းစီပန်းလေးတွေဖရာပူဇော်ပြီးလိုရာဆုတောင်းမှာထူးခြားစွာကောင်းခြင်းကံတွေရလာပါမယ်ယေရှုတင်ပါတယ်